ောင်းပေးမိလားပါတစားမုံလာတယ်ကိုတော့စနေပြီးဝင်ရောက်လာပါပြီပေါ့အဲ့တော့တစားမုံလာတယ်မှာမွေးကြီးကံတဲ့အကြောင်းတရားအနေနဲ့အကအကောင်းဆုံးနှိမ့်နယ်နေရှိတယ်အဲ့ဒါကြီးကအင်္ဂါသမီးတွေရဲ့ဗုဒ္ဓဟူးသားသမီးတွေရဲ့အောက်ကြသားသမီးတွေရဲ့ဒီသုံးနံဒီတစားမုံလာတလာလုံးမှာတိတိတာတာမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျဘယ်လိုမျိုးလဲဆိုတော့အရင်တုန်းကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံဖင်းနေတဲ့အဲ့ဒီသုံးနေတဲ့သားတွေကဒီလာထဲမှာတိတတာကိုပတ်စံနေတိုးပွားလာမယ်ပတ်စံနေအမြောင်များဝင်လာမယ် အကျွေးဆက်ဖို့ဆိုပြီးရည်ရွယ်နေတဲ့သူတွေအနေနဲ့လည်းအကျွေးဆက်နိုင်မဲ့အခွင့်အရေးကောင်းတွေရလဒ်ကောင်းတွေကြုံလာမယ်ပြောချင်တာတော့မွေရပေါက်ရာတန်းတွေတိတိတတာတိုးပွားလာမယ်တိုးတက်လာမယ်နောက်ပြီးတော့မွေကြီးကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့တောကရောက်နေရတဲ့ဒီသူတွေကဒီတုံးနဲ့နဲ့မှာပါနေရဲဆိုတိတိတတာကြီးတိုးတက်လာမယ်အောင်မြင်လာမယ်အဆင်ပြေလာမယ်ပေါ့ပထမအပလိုခေါ်လဲဆိုတော့ဒီလာထဲမှာသံဝန်တာထဲမှာဒီသုံးနံဒီတိတိတတာမွေမွေကန်ကောင်းတယ်အဲ့လိုမွေကန်ကောင်းတဲ့အတွက်ကြောင့်မလို့ ်เนาะဒီများများလိုချင်တယ်ဆိုရင်တော့ကိုကလူစရာရှိရလူကမ်းပေးရမယ်ပေးစရာရှိရပေးကမ်းရမယ်အလူကမ်းပုတ်ကူမိသည့်လူကမ်းပုတ်ကူအတိုင်းမဆိုပေးကမ်းဆွန်ကြရမယ်เนาะပြီးရဒုတိယအနေနဲ့လိုက်တာကကျတော့တနည်းခုနေနဲ့စနေပေါ့အဲ့တော့ဒီအနေနဲ့နှစ်ခုကကျတော့အဓိကတော့ပါလဲဆိုဒုတိယအနေနဲ့လိုက်တယ်ဆိုတဲ့ကိစ္စကကျတော့အရင်ကမွေးကြီးတက်တဲနေရာလေးရှိတာဒီဒါထဲမှာတက်တာလာမယ်ဒါပေမဲ့ကြည်မာတော့မွေးကြီးအခက်ခဲတော့ကင်းတော့ကင်းမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါက်လေးတွေရလာတယ်ဆိုတော့ဒါကအရင်ကတော့မပိန်းနိုင်မကန်းနိုင်အဆင်မပြေဘူး အရင်မုန်းချက်နေတဲ့တနေ့ကိုနေနဲ့စနေလေးပါလာမယ်ဆိုရင်တော့ဒီဒါထဲမှာတော့အသက်ရှူပေါက်လေးတွေ့ရလိမ့်မယ်ဆိုတော့လို့ခေါ်လဲဆိုတော့အသက်ရှူပေါက်လေးတွေ့ရမယ်ငွေရပေါက်ရာနန်းလေးတွေ့ရမယ်ကိုကအဲ့ဒီငွေရပေါက်ရာနန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်အဲ့တော့ငွေရပေါက်ရာနန်းဒီများလာတာမို့လို့များလာတဲ့ငွေထဲမှာမို့လို့ကျွန်တော်ဒုတိယထဲမှာထည့်ထားတယ်အပေါ်နေလန်၃ခုကကြတော့နော်မိနေတာမှာကိုအဲ့လိုအော်တိုမက်တစ်လာပေးမဲ့သူတွေအလုပ်ကိုဗျာနင့်ကန်နေအောင်ခိုင်းမဲ့ယာတွေပေါ်လာတတ်တာမျိုးပေါ့အဲ့တော့တတိယကံကောင်းဆုံးနေရာမှာရှိနေတာကြတော့ဘာလဲဆိုတော့ ကျွန်တော်တနေနာနဲ့ကြတာပြီညီမကတရိယအကန်ကောင်းဆုံးလို့ပြောရခြင်းကြောင့်လည်းကံညံ့နေရတော့မဆိုလို့ဘူးတော့တနေနာနဲ့ကြတာပြီကကျွန်တော်ဘာလို့တရိယနဲ့မရောက်နေရလဲဆိုတော့လူကကြတော့ပတ်စံဝင်လားမဟုတ်ဝင်တယ်ဒါပေမဲ့ပုံမှန်မဟုတ်တော့ငွေတွေပုံမှန်မဟုတ်တော့ရလက်တွေကြောင်းမလို့ငွေတွေကုန်တာမျိုးတွေအာမျိုးတွေရှိတယ်ဆိုတော့ဟိုအဲ့တော့တရားဝင်လို့ဆိုပြီးတော့သူတို့မှ80 90လောက်တုံးဖို့ရထားရတယ်ချိဖို့ရှိနေတယ်ကုန်ကုန်ကုန်နေတယ်အဲကြောင့်မလို့ငွေကန်ကတိတိတားကြီးအားကောင်းနေရမျိုးလားဆိုတော့မဟုတ်ဘူးပတ်စံဝင်လားဆိုတော့ဝင်တဲ့ခင်းကတော့ ရှိနေတယ်ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီတရင်းနာနဲ့တာဝရီကတော့ဝင်တာထက်ပိုပြီးထွက်တဲ့အကြောင်းအရာလည်းရှိနေရမှာလို့တတိယဒီနေရာမှာထားထားတာအကြောင်းမလို့တရင်းနာတမီးရဲ့တာတာတမီးပါတယ်ဆိုရင်တော့ဒီဒီလာထဲမှာပတ်စံနဲ့ပတ်သက်တဲ့ကိစ္စများများအလုံးစစ်စစ်ပို့လိုရလိမ့်မယ်စစ်စစ်ရလိမ့်မယ်မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီကိုကိုရတဲ့အရာတွေများများအလုံးဟိုကောင်ဆုံးမယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့ကဲအင်္ဂါရောဂါရောညောင်းကဲထားလိုက်ပါတော့အဲ့တော့ဒီတစားမှုတတလာထဲမှာကံကောင်းဖို့ငွေကြေးကံနဲ့ပတ်သက်ပြီးတော့ အချိန်ပြေဖို့အတွက်ကျွန်တော်ကြေရည်အားတစ်ခုပေးမယ်။မန္တလေးတစ်ပုဒ်ပေးမယ်။အဲ့ဒါပါလဲဆိုတော့အုံနမောပုဒ်တော်အရဟံရာဇာဣဟိတနံဣဟိလာဘံအုံနမောပုဒ်တော်အရဟံရာဇာဣဟိတနံဣဟိလာဘံနော်အုံနမောပုဒ်တော်အရဟံရာဇာဣဟိတနံဣဟိလာဘံဒါကိုလုပ်ရမလဲဆိုတော့ဒါကိုရုတ်ဖက်တဲ့နေရာကမှမိထုတ်ရမယ်။အဲ့ဒါ ဖျောင်းတိုင်တိုင်ရှိမယ်ဗျာအဲ့တိုင်မှာကျွန်တော်ဆာရွယ်လေးနဲ့ပဲဖြစ်ဘောပင်လေးနဲ့ဖြစ်လူမျိုးကတန်ကျုံလေးနဲ့ပဲဖြစ်အုံနမောပုတ်တော်အရဟံယာစာဤဟိတဏံဤဟိလာပဲဆိုအောင်စာကြောင်းလေးနဲ့ရေးရမယ်ရေးပြီးတဲ့အခါမှာအဲ့ဒီဖျောင်းတိုင်ကိုအိမ်မှာရှိတဲ့ဖျားစင်နော်ဖျားချောင်းဆောင်အိမ်မှာရှိတဲ့ပုပ်ပိုလဘာဘာရှိမှဒီဖျောင်းတိုင်ကိုထုံးရမယ်ထုံးပြီးတဲ့အချိန်မှာကိုကဒီကာရာကိုမိမိရဲ့တက်စစ်သမဟုတ်ရင်ပရိတပတ်နော်စိတ်ပြရမယ်ရုပ်ပတ်ပြရမယ်အဲ့တော့ဖျောင်းတဲ့တစ်ချိန်ထုံးတိုင်းရုပ်ပြရမယ်နော်ဒီအဲ့တော့တနေ့ကိုခင်ဗျာသုံးခါထုံးတိုင်း ၃ချိန်ယူလို့ရတယ်။လေးကထုတ်နိုင်၄ချိန်ယူလို့ရတယ်။နော်။ပြီးတော့အကိဖိရောက်နိုင်တဲ့ချိန်ပဲထုတ်နိုင်တယ်။ဒါပေမဲ့အနည်းငယ်ယူချင်တဲ့သူတွေနေနဲ့လည်းယူလို့ရတယ်။အဲ့ဒါဆိုလက်လာပါတွေတိုးဝှက်လာမယ်။အနောက်ချက်တွေကင်းလာမယ်။အောက်မွန်ကြီးမင်္ဂလာဖက်တာနဲ့တွေ့ကြုံခန်းစားရပါလိမ့်မယ်။အားလုံးတစားမုံလတ်တလမှာအားလုံးအစီအစဉ်ချောက်မှကြပါစေ။ဒါလည်းကောင်းတယ်။အားရှိကြပါစေ။